မင်္ဂလာပါကျွန်တော်တို့ဆိုင်ကနေပညာစိတ်ဝင်စားသူများ page မှာခတ်မှုဆွေဖြစ်ပါတယ်အဲဒီမှာပေါ့နော်ကျွန်တော်ဒီအသေးစိတ်တွေရတော့ကျွန်တော် online club ပါ warning mind ဆိုပေးပါတဲ့ဒါ engineer ပတ်သက်တဲ့ဘူဒ္ဓတာတွေ Twitter ခေါ်တော့ကျွန်တော်ဒီ gear bow line ဒီတော်တော်များများ engineer ပတ်သက်တာတွေလည်းကျွန်တော်လိုအပ်တာတွေတော့ချောက်တင်းပေးဖြစ်တယ်ပေါ့နော်ဟို wiring ကတော့အပေါ်အပြည့်အစုံတင်တယ်ဒီမှာဒါ gear bow အကြောင်းပြောချင်လို့ပါအဲကျွန်တော်စင်ပုံစင်ဒီကတော့ဒါ line ပေါ်မှာလည်းရှားခြင်းအများကြီး တွေ့နိုင်တယ်ကြေရပေါ့ဘလို့ဆင်လဲပေါ့ဗျာဒါတွေပြကျွန်တော် online class မှာဆိုတဲ့ဒါတွေကျွန်တော်အသေးစိတ်ရှင်းပြပြီးသားတွေဒါတွေကဘာဖြစ်တာလဲဆိုတော့နည်းနည်းလေး knowledge share နည်းလေးလုပ်ချင်တာပါဒါလုံးဝဟိုကုမလေးလာသားညီကိုတွေတွေ့ပြောတာပါဒါတိတိသားသူတွေတော့ကတော့ဒါတွေကဘာမှမဟုတ်တော့ဘူးကောနော်အဲတချို့ထင်ကြလို့ပါဟိုတို့ကြေရတယ်ကြောတယ်ဗျာဖြုတ်စစ်တယ်စစ်ပြီးပြန်တက်လိုက်တယ်ဟာလေကြော်တော့မဲဆိုပြီးလာပြောတာရှိတယ်ဟိုဒါတွေကဘာလဲဆိုတော့အမှန်တမ်းတို့တို့ထင်တဲ့ဟာကဟိုဘာတွေကိုစစ်လဲဆိုတော့တချို့ဆိုကြေရကြော်လို့ဆိုဖြုတ်စရာဟာကြေရအကောင်းကြီးနဲ့ ဆိုပြီးပြန်တက်တယ်ဗျာပြီးရမှနှစ်ခါတော့ကပြန်ဖြုတ်ရတာကြာကျွန်တော်ဂျုံရတယ်အဲ့ဒါတွေကဘာဖြစ်တာလဲဆိုတော့ဒီဂီယာတွေကကြော်ပြီဆိုရင်သူတို့ကဒီဒီပီနီယံတွေကိုထိတယ်ထင်တာဗောနော်ဒါလေးလာစားညီကိုတွေအနေနဲ့ပေါ့ဒီပီနီယံတွေဒါဒါကြတော့တခုတည်းကင်ထားလို့ပဲနောက်တစ်ခုရှိတယ်ပီနီယံပီနီယံတွေဒါချက်ယုံရတာပေါ့ဗျာချက်ယုံတဲ့ခါမှာတော့ဒီပီနီယံတွေကိုကျွေတယ်လို့ထင်ကြတာပေါ့အဲ့ဒီပီနီယံတွေကကျွန်တော်တို့တန်းတန်းနဲ့တောင်မှတတော်ကျွေခဲတယ်လို့ပြောရမှာဗျာဖြစ်တော့ဖြစ်ခဲ့ပေါ့နော်အဲ့ဒါဆိုဂီယာကြော်တယ်ဆိုတော့ဗာလဲ ဘောနော်ဒီပီနီယံနဲ့တွေ့တာအဓိကမဟုတ်ပါဘူးဂီယာကြော်တယ်ဆိုတာကသူကဒီမှာသူကဂီယာထိုးလိုက်ပြီဆိုလို့ရှင်သူကဒီလိုမျိုးကစားတာဘောနော်ဒါလေးကဒီထက်ဥမာအဲဒါတော့ဒါကခုဖြုတ်ပြလိုက်မယ်ဘောနော်ဒီမှာရှိတယ်ဒီအပေါက်ကလေးလေးကိုဒီဒီအထစ်ကလေးကဝင်တာဗျအဲ့ဒါကျွန်တော်ကဒီဂီယာကြော်မကြော်ကိုစစ်ရှင်တဲ့အခါမျိုးမှာဘာလို့စစ်ရလဲဆိုလို့ရှင် အဲဒီအထစ်ကလေးတွေကောင်းမကောင်းပေါ့နော်ဒီအထစ်ကလေးတွေဒေါင်းလေးတွေသူကဒေါင်းကသူ၄လောင်းဆန်ဆန်မျိုးတွေဒုံမျိုးလေးရှိနေရမှာဗျအဲ့ညမှာဒီဒေါင်းတွေတအားလုံးဝါတာမျိုးဆိုလို့ရှိရင်တော့ဒါဂီယာကျော်တယ်မဝင်တော့ဘူးပေါ့နော်ဒါဆိုရင်ဂီယာတွေကဘာကြောင့်ကျော်နိုင်လဲဆိုတော့ပြဿနာကိုလည်းစဉ်းစားဖို့လိုတယ်ပေါ့နော်ဘာကြောင့်ကျော်လာလဲဆိုတော့ဂီယာထိုးလိုက်တဲ့အခါမှာဟိုကွန်ထရိုလာကွာရှိတယ်ကွန်ထရိုလာကွာသူပင့်ပေးလိုက်တာပေါ့နော်ဂီယာနင်းလိုက်တဲ့အချိန်မှာဒါကြောင့်ကျွန်တော်ဂီယာထိုးရင်ကြောက်အောင်ထိုးဆိုတာမျိုးပြောတာပေါ့ဟိုသူကတောက်လျှောက်လဲနေတာလဲနေတဲ့အချိန်မျိုးမှာဒီလိုမျိုးကွက်တီ ခွားခနဲ့ဆိုကြာမှာဗျာအဲ့လိုမျိုးမကြဘဲနဲ့ဒီလိုမျိုးကွက်တိမကြဘဲနဲ့ကျွန်တော်လေးပါအောင်လည်းမလျှော့ဘဲနဲ့လေးပါအောင်လည်းဆွဲထားတဲ့ဂီယာလည်းမကြတကြနင်းလိုက်တဲ့ခါမျိုးဒီလိုအဖျားလောက်ကလေးနဲ့ခတ်ပြီးတော့လိုလဲလဲသွားတာမျိုးပေါ့နော်ဟိုတခါနှခါလောက်ဆိုရင်တော့ပြဿနာမရှိဘူးအဖျားလောက်ကလေးတွေဒီခွားခနဲ့မကြဘဲနဲ့ဒီအဖျားလောက်ကလေးနဲ့ချိတ်ပြီးလဲတဲ့အခါမျိုးမှာဒီဂီယာတွေကဟိုဒီထိတ်တွေလုံးပြီးတော့နောက်ပိုင်းဒါဂီယာချော်တဲ့ပြဿနာမျိုးတွေကြုံရတာပါဟိုဒါလေးကိုပြောပြတာပါကျွန်တော်ဒီက ်အင်ဂျင်လေးလည်းဖွင့်တော့တိုက်ဆိုင်လို့ပေါ့နော်ကျွန်တော်တတိယဘွားနဲ့ဒါလေးကို share ရင်းလောက်ထားပါနောက်တစ်ခုကတော့ဒါတော့အတွေးခေါ်ပိုင်းနဲ့ပဲတက်ဆိုင်ပါတယ်ဟိုကျွန်တော်အဓိကမှာဒါလေးတစ်ခုတော့ပြချင်သေးတယ်ပေါ့နော်ဒါကတော့ဘာရတော့မဟုတ်ဘူးနည်းနည်းပပဒီအတွေးခေါ်လေးနဲ့ပဲဆိုင်မှာ washer ဗျာဒီ shape မှာဒီ key line လေးပေါ့နော်ဒီဥစ္စာတူတယ်ဒီ washer နှစ်ခုကဟိုဘလို့ပဲတက်တယ်ဒီ shape ထဲကိုဝင်တယ်ပေါ့ဗျာဒါဆိုလဲသူကဒီ shape ထဲကိုဒီလိုမျိုး ဟိုဝင်နေဒီဝါရှာလည်းဝင်တာပဲအဲ့မှာတတိထားပြန်လေးကဘာလဲဆိုတော့ဒါကတော့နည်းနည်းဟိုဒါကဟန်ထွက်ပင်းရဟာဆိုတော့ယူရီးယားပင်းဆိုတော့တိတာလေးတယ်ပေါ့နော်ဒီမှာကြည့်ဒီဝါရှာရဲ့အကွာဝေးရာဒီလိုင်းရတော့တူတယ်ဒါမှမဟုတ်ဒီပြက်မတူဘူးပေါ့နော်ပြက်မတူတဲ့ခါမျိုးမှာဘာမျိုးဖြစ်တတ်လဲဆိုလို့ရှင်ကျွန်တော်တို့ကဒီဝါရှာတွေကို ဒါကြတခုခုတက်တော့မယ်ဆိုကျွန်တော်တေးချက်ချရားကြည့်ပြီးဂီယာတွေကိုလုတ်ပြီးဟောဂီယာဘောက်ကိုကစားကြည့်ပါနော်ခုနကဟိုဒါမျိုးဆိုရှင်ဆိုတော့တူကအဲဒီလိုမျိုးခွက်ခနဲ့ကြာမယ်ပေါ့အဲ့လိုမကြပဲနဲ့အဲ့လိုမျိုးတချို့ဆိုထင့်နေတာမျိုးတွေအဲ့လိုမျိုးဆိုဂီယာဟိုမချိတ်တာမျိုးဖြစ်တတ်တယ်ပြီးတော့ဂီယာထိုးတဲ့နေရာမှာမကြတကြထိုးလို့ရှိရင်လည်းဒါမျိုးတွေကျော်တတ်တယ်ပေါ့နော်အဲတချို့ဘာဖြစ်တယ်ဆိုတော့အဲတတိယဂီယာပိုင်းဆိုတော်တော်အမျုံများတယ်ပေါ့နော်ချော်တာများတယ်ဘာကြောင့်လဲဆိုတော့တူကဟိုချင်းနေနှုံးခံတာတွေနောက်ကိုပြန်ချိုးလိုက်တယ်တချို့ဆိုချင်းနေနှုံးတဲ့ဂီယာနဲ့ကမလွတ်တော့ဂီယာတဝက်လောက်ပဲဝင်တာဂီယာတဝက်လောက်ပဲဝင်တော့ ဟိုခုနကလည်းပေါ့နော်ဒီအထစ်တရားစားပါထားလေးပေါ့โอเคဟုတ်ပြီဒီဝါရှာအကြောင်းလေးပြန်ပြောအောင်ပေါ့နော်တော်တော့တခုခုဒါမျိုးဆိုဒီဝါရှာနှစ်ခုဒီမှာတူပြီဘလို့တက်တရတယ်ဗျာဒီရှက်ထက်ကိုပေါ့နော်အဲ့ကြမှာကျွန်တော်စဉ်းစားဖို့လေးရဗားလေးလိုလဲဆိုလို့ရှိရင်ဒီဝါရှာမှာမျက်မတူတဲ့အတွက်ဒါကတော့နည်းနည်းတိတိတတိုင်းကွာတယ်တချို့ဟာဆိုမကွာဘူးမကွာတော့ဒီမှာစဉ်းစားမှာပေါ့နော်ဒီဘက်ဆိုပြင်းဗျာဟာဒီဒီဘက်ကပြင်းပြောင်းဘက်ပေါ့နော်ဘာမှမရှိဒီဘက်မှာဆိုမှကြည့်လိုက်တော့အဲ့ဒီမှာအထစ်ကလေးတွေရှိတယ်ဒါဒါဖုန်းထဲမှာမလို့ရိုက်မမြင်ရတာဗျာဒီမှာအထစ်ကလေးတွေရှိအဲ့တော့ အဲဒီလိုဝါရှာအကြီးကိုဒီမှာတော့တက်ပြီလို့ရှိရင်ဒီမှာအတော့အထစ်လိုင်းတွေကမကြတော့ဘူးဒီမှာပေါ့နော်အထစ်လိုင်းတွေမကြတော့ဘူးဒါမှမဟုတ်ဒါကတော့တိတာသေးရေပေါ့နော်လုံးလုံးကြီးမကြတာဗျာတရားရောလုံးလုံးမကြတာဆိုတော့ကျွန်တော်တန်းပြီးတိတချို့ဟာရေဆိုအဲ့လိုမျိုးမဟုတ်ဘူးမသိမင်းလောက်ခွေးဆိုတော့နည်းနည်းလောက်ခလေးထင်တာမျိုးတွေဟိုကွက်တီမကြတာမျိုးတွေဆိုရှင်ဒါကျွန်တော်ဂီယာပေါင်းလုံးပြီးဂီယာထိုးရတာအဆင်မပြေလို့ပြန်ဖြိုးရတာကလည်းရှိတတ်တယ်ဟိုဒါလေးကိုရှင်းပြပါဦးအမှဒါဆိုကြည့်လိုက်ဗျာဒါဆိုလို့ရှိရင်အဲတူတူဒါဆိုအသေးစိတ်ဆိုရင်ဒီမှာကွက်တီ အဲသူခွင်တဲ့ဟိုမှာအကုန်ကြတယ်ပေါ့နော်ဒီမှာအကုန်ခွင်တဲ့ဟိုကြတယ်အဲဒီအကြီးဆိုလို့ရှိရင်ဒီမှာမကြောက်ဘူးပေါ့နော်မကြရတော့ကျွန်တော်ဘလူးစင်းသားမယ်ဆိုတော့ဒီအကြီးဆိုရင်ဒါဒီပြင်ဘက်ကပေါ့နော်ဟိုဒါကတော့ရရင်တိတာနေတာမျိုးပေါ့နော်တချို့နောက်လိုက်ကြီးရပေါ့တွေပါရင်ပေါ့ဆိုရင်မတိတာတာတွေရှိတယ်နည်းနည်းလေးဒါကတော့ဒီဥစ္စာကိုတော့ပြောချင်တာတော့မဟုတ်ဘူးဒါတွေကတော့ကြည်လိုက်ရင်တော့တိတာမယ်ပေါ့နော်အမှုမှန်မဲ့မဖြစ်မှဆိုလို့တာပဲဒါလေးကိုပြောတာပါ ဟိုတချို့စဉ်းစားနေချင်းတော့ဘာရှားလေးပါထည့်တော့မယ်ဆိုတော့ဒီပါရှားဒီနေ့ကဖြစ်နိုင်လားဆိုတော့အတွေးလေးတစ်ခုရအောင်ပြောပြတာပါအဲဒါအဲနောက်တစ်ခုတော့ဂီယာဖောင်းတီတက်တော့မယ်ဆိုဒီစမြိုင်းစစ်စစ်ပို့တော့လူတယ်ပေါ့နော်ဒီဒေါင်းလေးတွေစစ်စစ်ရမယ်ပြည့်ဒီမှာဆိုတော့ဒီချိတ်တဲ့ဒီ line လေးတွေစစ်စစ်ရမယ်ပြည့်ဒီဂီယာဖောင်းတက်လိုက်တဲ့ခါမှာကျွန်တော်တို့ကဒီလိုကြမကြပေါ့နော်အဲဒီလိုကြမကြလေးတွေတစ်ချက်အဲစစ်ရမယ်အဲဒါလေးတွေပါပဲโอเคပါကျွန်တော်ဒီ ဒါလေးလုံးရှင်းတယ်ဒါလေးကိုတတိရအောင်လေကိုကျိုးလေးရိုက်တင်ပေးတာပါနောက်ပိုင်းလဲကျွန်တော်ဟာနည်းနဲ့ပတ်သက်ထားရရောအောက်ရှောက်တင်ပေးဖို့ရလဲရှိပါတယ်ပြီးတော့ဒီဟာကျွန်တော်ကိုရက်တည်တဲ့မှာ online class မှာလဲလုပ်တယ်ဒါဆိုပြန်လုပ်ဖို့ရှိတယ်တော် online class တက်ရှင်တဲ့ညီကိုလေးဆိုရင်လည်းတက်ရောက်လို့ရတယ်ဘာမှမသိတဲ့ညီကိုလေးဆိုရင်လည်းဒါတက်ရောက်လို့ရပါတယ်ရိုးရိုးပြီးတော့လဲတက်ရောက်လို့ရပါတယ်ရိုးရိုးပြီးတော့ကတော့အဲခုလိုမျိုးပေါ့နော် engine နဲ့ပတ်သက်တဲ့တည်တင်တိခိုက်တဲ့အခြေခံတွေပါမယ် wire နဲ့ကတော့ရိုးရိုးပြီးတော့ဆိုအကောင်အသက်တင်ပေါ့နော်ဘာလို့လဲပတ်သက်ပြီးပြင်နိုင်တဲ့အဆင့်ထိအဲ ပါမယ်ပေါ့နော်အကုန်ပြောပြထားတယ်အဲ EFI ဆိုလို့ရှိရင်လည်း EFI နဲ့ပတ်သက်ပြီးဘာမှနားမလည်သေးဘူးဆိုရင်လာရောက်တက်လို့ရတယ် EFI နဲ့ပတ်သက်တဲ့စံသာအကြောင်းတွေ smart key အကြောင်းတွေအကုန်ပါပါမယ်ပေါ့နော်အဲ့ဒါတွေတက်ပြီးတဲ့ညီကိုတွေအနေနဲ့ဒါ audio book နားထောင်ခြင်းနဲ့ဆိုရင်လည်းဒါ audio book နားထောင်လို့ရတယ်ဟို EFI နဲ့ရိုးရိုးပြီးတော့ကကျွန်တော် Facebook private group နဲ့လုပ်ပေးထားတယ် audio book တော့ကတော့ Telegram မှာကျွန်တော်တင်ပေးမှာပေါ့နော် audio book မှာကြာတော့ကျွန်တော် e-bike နဲ့ပတ်သက်တဲ့အခြေခံတွေမှာထပ်ပြီးတော့လက်ဆောင်ပေးဦးမှာပါ audio book ကတော့ telegram မှာဟို ဗိုင်းရီကော်ဒါအနေနဲ့ကျွန်တော်တင်ပေးမယ်ပြီးတော့ဒီ e byte နဲ့ပတ်သက်တာရဗီဒီယိုလေးတွေ audio ဘုံမှာလက်ဆောင်အနေနဲ့ထည့်ပေးပါပါရိုးရိုးပြီးနဲ့ efi တက်ပြီးသားလူတွေအတွက်ကတော့ audio ဘုံတက်မဲ့ဆိုရင် e byte အခြေခံလေးလက်ထပ်ပြီးတော့ရမယ်ပြီးတော့အတွေးခေါ်ပိုင်းတွေပိုးကောင်းလာဖို့အတွက်ကျွန်တော်ကြုံရတဲ့အတွေ့အကြုံတွေအဲဒါတွေကို share နဲ့ပြန်လုပ်ပါပါအတွေ့အကြုံပိုင်းတွေပေါ့နော်ဘယ်လိုတွေးရလဲပြည့်ချက်တွေကျွန်တော်ကြုံရတဲ့ ပြစ်ချက်တွေဒါပြစ်ချက်ဆိုရင်ဘယ်လိုစဉ်းစားရမလဲဆိုတဲ့အကြောင်းအရာတွေကျွန်တော်တို့စာအုပ်တော့ဖတ်တယ်လို့မျိုးပဲပေါ့နော်ဒါတွေကိုနားထောင်ဝင်ရမှာဖြစ်ပါတယ်ဒါ online class တက်ရှင်တဲ့ညီကိုတွေကတော့ဆိုင်ငယ်နေပညာစိတ်ဝင်စားသူများဆိုတဲ့ပိတ်မစင်ကြမှာပဲဖြစ်ဖြစ်ဒီ TikTok message ပေါင်းမှာပဲဖြစ်ဖြစ်ဒါဆက်တွေ့တက်ရလို့ရပါတယ်ခုချိန်ထိတော့တင်တန်းချင်းပြောင်းလဲချင်းမရှိပဲတော့ညီကိုတွေအလွယ်တကူလေ့လာခွင့်ရအောင်ဒါလုပ်ပေးထားပါတယ်ပေါ့နော်တင်တန်းတက်ရှင်တဲ့ညီကိုတွေကတော့ဒါဆက်တွေ့တက်ရလို့ရပါတယ်ဒါလေးကိုပြောပြရပါမယ်